ပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့အလွဲလေးတွေဒါငါးထိပ်စီနောက်ပေါင်းကိုပြခဲ့တဲ့ line เนาะငါးထိပ်စီနောက်ပေါင်းကိုတဲ့အဲ့တော့သူ့အောက်မှာခဏလေးတစ်ခွက်ကျွန်တော်ထပ်ထည့်ပေးမယ်เนาะဒါကြောင့်မို့ပြန်ပြတာကျွန်တော်အဲ့ဒါကဒီမှာ၄ပိတ်เนาะ၄ပိတ်သူ့ဘွဲကနေပြေးလာလိုက်ဒီမှာ၄အပိတ်เนาะသူ့ဘွဲတက်ဒီမှာတန်းတန်းကျွန်တော်ရေမပြတော့ဘူး တပီးခဲ့တဲ့ဘွယ်ပြပြီးသားတယ်နော်လေးနောက်ပိတ်အဲလေးနောက်ပိတ်ဒီသူကလေးလုံးတန်းလာတာအဲ့ဒီလေးနောက်ပိတ်လေးလုံးတန်းလာတာကိုကျွန်တော်ကနောက်သုံးခန်းနဲ့ဖြတ်ကစားတယ်လို့အဲ့တုန်းကကျွန်တော်ပြောခဲ့တယ်နော်အဲ့ဒီမှာနောက်သုံးခန်းမှာကကျွန်တော်တို့ဒီသုံးသူက63ဒီနှလုံး9တာဟုတ်ဒီနှလုံး9ပါဝါ4ပိတ်အဲ့တခါဒီနှလုံးခုံကိုကျွန်တော်ဒီသုံးလုံးနှစ်လို့သူပြန်ထည့်တာ တော့ဒီနှလုံးခွန်ဒီနှလုံးကခွန်အဲ့ဒီခွန်ပါဝါကိုရှေ့ပေါင်း3နဲ့9ထိပ်နဲ့က1ဒီနှလုံးပေါင်းခွန်ဒီဒီမှာနောက်ပေါင်းခွန်ဆိုပြီးကျွန်တော်ထည့်ခဲ့တာเนาะဒုတိယကတ်မှာလည်းဒီလိုပဲ तू ကဒီနှလုံးကိုကိုပါဝါ၄အပိတ်တို့ဒီနှလုံးကလည်းခွန်လို့ तू ချုပ်တယ်အဲ့ဒီခွန်ကဒီမှာထိပ်နဲ့ထိပ်နဲ့ထိပ်နှလုံးကခွန်အဲ့ဒီနှလုံးခွန်ဒီနှလုံးခွန်လို့ရိုက်ပြီးတာ ਨੇ ခွန်ပါဝါ ရှေ့ပေါင်း၄နဲ့ရှေ့ပေါင်း၄နဲ့ချစ်ထိတ်စီနဲ့ကိုသူကနှစ်လို့ရိုက်တာရိုက်ပြီးတော့ကျွန်တော်ယူခဲ့တဲ့ဒီနှလုံးနှစ်ဒီနောက်ပေါင်းနှစ်ကိုသူကအပူပဲထွက်တာဟုတ်နော်သူတို့ဒီမှာလဲအပူပဲထွက်တာအဲ့တော့ဒီမှာလဲကျွန်တော်ကအပူပဲထဲမယ်အဲ့ဒီနေ့ကဒီနှလုံးကတော့ခွန်တယ်ဒီနှလုံးကိုလည်းသူခွန်သွားတယ်ဒီနှလုံး၉ချောင်း၉ပါဝါ၄အပိတ်တယ်နော် ဲ့လိုဖြစ်သွားလို့ဒီအောက်မှာဒီနှလုံးခွန်ရဲ့ပါဝါခြေပေါင်းခွန်နဲ့၅ထိတ်နဲ့မှာနှိဆိုပြီးကျွန်တော်၅ထိတ်စီးထည့်တယ်ထည့်ပြီးတော့ဒီနှလုံးကိုကိုဒီဘွဲမှာနောက်ပေါင်း၉အဲ့တော့အပူလေးဖြစ်အောင်၅၅၄ဆိုပြီးကျွန်တော်ကနောက်ပေါင်း၉နဲ့၅ထိတ်စီးဆိုပြီးကျွန်တော်ထည့်ပြီးခဲ့ကျွန်တော်လိုချင်တဲ့နောက်ပေါင်း၉ကိုကျွန်တော်ကအရဆွဲထုတ်တာဟုတ်နော်အဲ့တော့သူကအဲ့လိုဖြစ်သွားတာအဲ့မှာ ူအောက်မှာထွက်နေတဲ့ခဏနေကအဲ့ဒီကျွန်တော်တို့ဒီ၃လုံးဒီ၃လုံးနှစ်ကိုရှေ့ပေါင်းနှစ်နဲ့၃ညခါနဲ့သူကနှစ်တာလာနော်ပရိက္ခကူကိုပရိက္ခပြီးတော့အခုဒီမှာကျွန်တော်တို့ပြောခဲ့တဲ့ဒီနှလုံးခွန်ခွန်ပါဝါရှေ့ပေါင်း၄နဲ့ရှစ်ထိတ်နဲ့ကနှစ်အဲ့ဒီနှစ်ကိုဒီရှေ့နှလုံးနှစ်နဲ့၃ညခါနဲ့ကနှစ်ဆိုပြီးပရိက္ခတက်စေလို့သူထွက်တာ ဲ့ဒါဆိုတော့อืมပရိတ်တဆယ်ဆိုတော့တဆယ်လို့ပဲခဏထားလိုက်အဲ့အခုဒီမှာကျွန်တော်တို့ဒီနှလုံးကခွန်ခွန်ပါပါဒီနှလုံးခွန်လဲ၅ထိတ်နဲ့ကနှိအဲ့ဒီနှစ်ကိုဒီချိန်နှလုံးနှစ်နဲ့၃ညာခါနဲ့မှသူကနှစ်မလားเนาะတော့အဲ့ဒီနှလုံးခွန်ရဲ့နခ၃ညာခါ၄ပုံတည်လဲရတယ်เนาะသူက၃ညာခါနဲ့ပရိတ်၁၁လို့သူထွက်ခိုင်းတယ် အဲ့တော့ရှေ့ကအတိုင်းပဲကျွန်တော်တို့ကလွယ်လွယ်လောက်လိုက်တာပေါ့လေနော်လွယ်လွယ်လောက်တယ်ဆိုတော့သူက633 634ဒါဆိုရင်ဒီမှာ635လားပေါ့နော်635လားဆိုတော့ကျွန်တော်တို့ကဒီလို635ဆိုပြီးကျွန်တော်တို့အဲ့လိုမျိုး6ထိပ်စီလေးနဲ့ထည့်ခြင်းတယ်ဒီပွဲကိုဘာလို့6ထိပ်စီဆိုတော့ကျွန်တော်6ထိပ်စီဆိုင်ပြပေးမယ်နော်ပြီးခဲ့တဲ့ပွဲက ကျွန်တော်ပြောခဲ့တဲ့အလေးတစ်ခုရှိတယ်။ဘာပြောခဲ့လဲဆိုတော့ပြီးခဲ့တဲ့ပွဲတုန်းကဒါလေးကျွန်တော်ကောက်ချစ်ပြခဲ့တယ်။ကစားတတ်တော့မကစားတတ်ဘူးလို့ဒါပေမဲ့ချစ်ကြည့်လို့ရတာလေးတင်ပေးမယ်ဆိုပြီးကျွန်တော်ဒါလေးတင်ပေးခဲ့တယ်နော်။အဲ့ဒီမှာထက်စီ3 5 6ခုဆိုတော့1နော်။၄၃ညခွန်ဆိုတော့ဒီသူတက်နှစ်ချက်ရိုက်တယ်နော် တခါကျွန်တော်တို့ဒီအောက်မှာ433ဆိုတော့3ညာ667ဆိုတော့3ညာเนาะ3ညာနှလုံးညိုက်တယ်เนาะအဲ့တော့3ညာနှလုံးညိုက်တော့ကျွန်တော်အောက်မှာဆက်ပြီးတော့ကိုးမလားဆိုပြီးတော့ပြီးခဲ့တဲ့ဘွဲက665ဆိုပြီးကျွန်တော်ကိုးလို့ကျွန်တော်ထည့်လိုက်တယ်เนาะအဲ့အဲ့5ကထည့်သွားတယ်ဆိုတော့ तू က တတတုံညာတုံညာအခုတခါကိုကိုလို့မြန်သူရိုက်ရှင်လာလားကိုကိုရိုက်ရှင်ရင်အဲ့ဒီမှာ6 4 6ဆိုမှဒါသူက6ဆိုပြီးဝင်มาโอ้เนาะအဲ့ဒါဒိုင်း6ထိပ်စီကပြီးခဲ့တဲ့ပွဲတွေကထည့်ပြီးခဲ့တာဒီမှာ9ထိပ်ဒီမှာ6ထိပ်ဆိုပြီးတော့เนาะအဲ့သူကဘယ်လိုပြောမလဲအဲ့ဒီ line နဲ့မှာနောက်ထပ်တစ်မျိုးပေါ့เนาะကျွန်တော်တို့ပြန်တွေးကြည့်မယ် ပြန်တွေးကြည့်မယ်ဆိုတော့ကကျွန်တော်အဲ့တုန်းကပြောခဲ့တာဒီ၄နဲ့9နောက်ပိတ်နေက1ဒီ9နဲ့4နောက်ပိတ်နေက1 तू ကလည်းအဲ့ဒီမှာ1နှစ်ချက်ပြန်ကစားရတယ်နော်1နှစ်ချက်ပြန်ကစားရတယ်1နှစ်ချက်ပြန်ကစားပြီးပြီးခဲ့တဲ့ဘွဲက तू ကဒီနှလုံး3ညနဲ့3နောက်ပိတ်နေ3မို့လို့ဒီနှလုံး9ကို6နောက်ပိတ်နေ3မလားဒီလိုမျိုးလေးလဲ ကစားကြည့်ခြင်းလေနော်အဲ့တော့1 1 3 3နောက်တစ်ခါ55ဆိုပြီးသူစဉ်းလာမလားဟောလေနော်ဒါတော့စောင့်ကြည့်ပါနော်ဒါတွေကတော့စောင့်ကြည့်ဘာလို့လုံးဆိုတော့ပြီးခဲ့တဲ့ဘွယ်ကအဲ့လိုမျိုးကျွန်တော်လှုပ်ပြခဲ့ဘူးတဲ့လှုပ်ပြခဲ့တော့ဒီနေရာမှာကျွန်တော်လှုပ်ပြခဲ့တာပြီးခဲ့တဲ့ဘွယ်တော့ကရှေ့ကနမူတာနေနဲ့ကိုကျွန်တော်လှုပ်ပြတယ်နော်ကျွန်တော်တို့အဲ့ဒီမှာ1 1 3 3ရိုက်ပြီးတော့ဒါ6 6ရိုက်ရင်9ထိပ်ဆိုပြီးထက် နောက်တစ်ခုကဒီမှာကျွန်တော်ပြန်ရိုက်ပြတယ်တတနှစ်နှစ်ဆိုပြီးရိုက်တယ်ဒီခါသုံးမလားမသုံးဘူးလားကျွန်တော်တော့မသိဘူးเนาะဒါပေမဲ့သူကဒီနှလုံး၄နဲ့ခွန်ထိန်နဲ့ကတဒီနှလုံး၈နဲ့သုံးထိန်နဲ့ကတเนาะအဲ့တော့တပြီးပြီဗျာလို့ကဲနှစ်ဆက်ပေးမလားအဲ့သူကနှစ်ပေးပြီဟိုเนาะဒီနှလုံး၄နဲ့၈ထိပ်စီနဲ့သူကနှစ်လို့ပေးသွားပြီလို့เนาะအဲ့တော့တတပြီးပြီဒီတစ်ခါနှစ်နှစ်ရိုက်အောင်မလား နှစ်နှစ်ရိုက်မယ်ဆိုရင်ဒီနှလုံးခွန်နဲ့ငါးထိတ်နဲ့မှနှစ်ဆိုဒါကျွန်တော်၅ထိတ်စီကိုထည့်ပေးခဲ့တယ်အဲ့ဒီနေရာမှာ၅၄၅ပေါ့နော်၅၄၅၅၄ပေါ့ကျွန်တော်၅၄၄ကိုဒီအမျိုးရေးပြခဲ့တာအဲ့တော့ဒီက၅ထိတ်စီပေးသွားပြီဆိုတော့တစ်တစ်နှစ်နှစ်နော်တစ်တစ်နှစ်နှစ်ဒီတစ်ခါထပ်သုံးမလားသုံးမယ်ဆိုရင်တော့ဒီနှလုံး၄ကို၉ထိတ်နဲ့မှသုံးမှာနော်အဲ့ဒါတော့မသိဘူးကျွန်တော်တို့လောလောဆယ်ဆယ်သိတာက ဒီ line ကသူကဝင်တယ်เนาะကျွန်တော်ပြောသလို1139 99လို့ရိုက်ရှင်နေဆိုရင်တော့ဒီမှာ9ထည့်သွားပြီဒီအောက်မှာ9ရမှာဆိုဒီဘွဲကို6ထည့်စီတလုံးစဉ်းစားရတော့အဲ့ဒါကြောင့်မို့လို့အဲ့ဒီ6ထည့်နဲ့စဉ်းစားမယ်ဆိုခုနကကျွန်တော်ပြောတဲ့6 3ညရှေ့တွဲပရိသတ်တွေเนาะသူက သူ့မှာကလိုင်းကပါလာပြီးသားဟုတ်เนาะကျွန်တော်တို့ဒီနှလုံးခွန်ဒီနှလုံးကလည်းခွန်အဲ့ဒီခွန်ကိုဒီသုံးလုံးကနှစ်အဲ့ဒီနှစ်ကိုတခါကျွန်တော်တို့ကဒီသုံးလုံးပြန်နှစ်ဆိုပြီးတော့မှထဲ့မှာเนาะအဲ့တော့အဲ့ဒီ6တရားလည်းဒီဆောင်မှာ6ထိပ်စီးတွေသူကခံထားပြီးသားအဲ့ဒီမှာ6တုံညာအတရွယ်ထွက်တာဟုတ်เนาะတခါဒီမှာလည်း6ထိပ်စီးခံထားပြီးသားဒီနှလုံးခွန်ဒီနှလုံးကခွန်ခွန်ပါပါဒီသုံးလုံးကနှစ်เนาะ အဲ့ဒီနှစ်ကိုကျွန်တော်တို့ကခြေတွဲနှစ်နဲ့၃ညခါနဲ့နှစ်ပြီးပရိတ်ကတက်ဆဲကို၆၃ညအတွဲလိုက်သူထွက်တာပဲဟုတ်ပြီဒါဆိုကျွန်တော်တို့ကလည်းချထဲလိုက်မယ်နော်ဒီ၃လုံးနှစ်ဆို၃ညခါဒီ၆ကြောင်း၆၃ညအတွဲကိုကျွန်တော်က၆ထိပ်စီးနဲ့၆၃ည၅ဆိုပြီးဒီတိုင်းထည့်ကြအဲ၆ထိပ်၆ပေးကြရင်တော့၆၃ည၆ပြီးခဲ့တဲ့ပွဲကလည်းဒီ၆၃ည၆ကိုကျွန်တော်နောက်ဆုံးလိုက်မှာပြတယ်မနစ်ကကဏ္ဍဆိုပြီးတော့နော်အဲ၆၃ည၅တက်ခွက် ဒါနည်းနည်းစဉ်းစားမယ်မှတ်ထားတော့เนาะ6395အဲ့ဒါဒဲပဲအဲ့ပြီးခဲ့တဲ့ပွဲကကျွန်တော်ပြခဲ့တဲ့ line မှာငါအပိတ်၃ခတ်နဲ့ယူမယ်ဆိုရင်ပေါ့နော်ငါဆိုနေခုနှစ်ထဲမှာခွန်ခါဆောင်နော်ခွန်ခါဆောင်မှာကျွန်တော်နောက်ပေါင်း93ထိတ်လို့ခေါ်ခဲ့တယ်နော်ထိတ်နေလုံးဆက်တည်းသူ့အောက်မှာနောက်ပေါင်း9 တကခွန်ခါပြီးတော့ရှစ်ခါရဲ့ဆောင်းမှာသုံးထိပ်စီဒီနှလုံးဆက်တည်သူ့အောက်မှာနောက်ပေါင်းကိုနော်အဲလွှင့်နိုင်သူကြီးတဲ့အဲဒီနှလုံးဆက်တည်တို့ဖြစ်တာနဲ့အောက်မှာနောက်ပေါင်းကိုလို့ရိုက်တာပဲဘာကြောင့်ရိုက်တယ်တော့မသိဘူးနော်ဒီမှာလည်းဒီနှလုံးဆက်တည်လို့ဖြစ်တာနဲ့နောက်ပေါင်းကိုရိုက်တာတခါဒီမှာကိုးခါဆောင်ဒီနှလုံးဆက်တည်ဖြစ်တယ်အောက်မှာနောက်ပေါင်းကိုပဲရိုက်တယ်နော်သုံးထိပ်စီအငိမ့်နဲ့ရိုက်တာဒီတော့ကျွန်တော်ကလည်းသုံးထိပ်စီအငိမ့်နဲ့နောက်ပေါင်း9ဆိုပြီး363ကျွန်တော်စော့ရပြီ နော်ဒီနှလုံးဆက်တဲ့ကြောင့်သူ့အောက်မှာနောက်ပေါင်းကိုအဲ့ဒီနောက်ပေါင်းကိုဘာလို့ကျွန်တော်36အတွဲထဲတုံးဆိုတော့6ခါမှကြာရင်3အပိတ်နဲ့ကြာမယ်နော်နောက်တစ်ချက်ကျွန်တော်ပြောထားပါသေးတယ်နော်နောက်တစ်ချက်ပြောထားတဲ့ကျွန်တော်နောက်ပြီးချင်းပြမယ်အဲ့တော့အဲ့63အတွဲကိုကျွန်တော်363ဆိုပြီးကျွန်တော်ထည့်တယ်အကွက်ရွှေ့လည်းရှိတာဟုတ်နော်အဲ့ဒီပွဲမှာ6ထိပ်စီးကိုကင်လို့ရတယ်လို့အဲ့ဒီမှာနောက်3ခက်ကကျွန်တော်တို့သူ့အောက်မှာ ူအောက်မှာ3နောက်ပိတ်နော်ဒီနောက်ပေါင်း9အောက်မှာ3နောက်ပိတ်ဒီနောက်ပေါင်း9အောက်မှာသူက4နောက်ပိတ်နော်ဒါဆိုရင်ဒီနောက်ပေါင်း9ရဲ့အောက်မှာကျွန်တော်တို့9နောက်ပိတ်ထည့်အောင်မလား9နောက်ပိတ်ထည့်အောင်မဲ့ဆိုရင်ခုနကကျွန်တော်ပြောတယ်6 3 5ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီပွဲမှာစဉ်းစားလို့ရနော်အဲအဲ့ဒီမှာကျွန်တော်နောက်ပေါင်း9ကို နောက်ပေါင်း9တဲ့နောက်ပေါင်း9ကိုကျွန်တော်ရိုက်ပြတဲ့ site တစ်ဆိုင်ရှိသေးတယ်နော်အဲ့ဒါကကိုထိတ်ကြီးဆောင်းမှာနောက်ပေါင်း9ဆိုပြီးကျွန်တော်ရိုက်ပြခဲ့တယ်ကျွန်တော်ဘာလို့63အတွဲကိုပြောတော့ဆိုတော့ ကျွန်တော်တို့ဖမ်းခဲ့တာနှစ်ကြိမ်မှလည်းဖမ်းတယ်နော်နောက်ပြီးတော့လေးကြိမ်မှလည်းကျွန်တော်ဖမ်းပြတယ်ဒီနေ့ထဲမှာ63နောက်တွဲတွဲလိုက်မယ်နော်အဲတော့ကျွန်တော်ပြောခဲ့တယ်ဒီ9ဆုံးနဲ့ခုနှစ်ထဲမှာခွန်ကားအောက်က54အတွဲက9ဆုံးနဲ့ခုနှစ်မှာ54အတွဲအငိန်ထွက်တာနော်ကျွန်တော်ပြောခဲ့တယ်တခါတခါဒီ9ဆုံးနဲ့ခုနှစ်တည်းက54 45ပြီးတော့ ခုနက45နော်45ပြီးတော့တခါ54နောက်ပေါင်းကိုခွန်ခါအောက်ထွက်တာအဲဒီထွက်တဲ့45အတွဲဒီဒီ9ဆုံးတဲ့ခုနှစ်ထဲမှာ54ရ54အထိုင်မပြောင်းဘူးတထွဲလိုက်တယ်နော်အဲဒီ9ဆုံးတဲ့ခုနှစ်ထဲကခွန်ခါရဲ့အောက်မှာ63နောက်ပေါင်းကို63စီနီယာနဲ့55 54 63ဆိုပြီးတူထွက်တာ ထွက်တော့ဒီ63တွဲဒီဒီနှစ်ထဲကို63တွဲအကျင်းဒီလိုက်မယ်ကျွန်တော်တို့ဒီနေရာမှာလဲကစားခဲ့တယ်463ဒီမှာဖြတ်တော့မဖြတ်သေးဘူးဒီမှာလဲကစားခဲ့တယ်463เนาะမဖြတ်ကြသေးဘူးအခုကျွန်တော်လွှတ်လိုက်တယ်ဒီနေရာရောက်မှထွက်တာအဲ့ဒီတော့ကကျွန်တော်ဒီမှာ263တို့663တို့เนาะဒါတွေကျွန်တော်ရေးပြီးခဲ့တယ်3ည63တို့ဒါတွေကျွန်တော်ရေးပြီးခဲ့ပြီးတော့ဒီတစ်ခွက်တောင်ကျွန်တော်ဖြတ်လိုက်တယ်မကြိုက်ဘူးဗျာလို့ဆိုပြီးတော့เนาะ အဲ့ဒီ663ဝင်63နောက်တွဲရှိလို့ကျွန်တော်အဲ့နောက်ပေါင်းကိုး63အတွဲကျွန်တော်ကိုင်းနေအဲ့မှာကမနစ်ကကဏန်းဆိုတော့ကျွန်တော်တို့က366တကွက်သေးပဲနင်းပလိုက်တာအဲ့ဒါလွဲတာပဲနောက်တခုကျွန်တော်ထပ်ပြအောင်မယ်နော်ကဏန်းများကဒီ site ကနှစ်ကြိမ်မှာဟဲ့နှစ်ကြိမ်မှာပဲကျွန်တော်ပြောခဲ့တာပဲအဲ့တုန်းကပဲ အဲ463ကျွန်တော်ဒီနှစ်ချိန်မှာအဲအော်ဒီမထုတ်ဘူးလို့ထုတ်မယ်ဆိုရင်463ထုတ်မှာဆိုပြီးကျွန်တော်ဒီချိန်မှာရိုက်ပြခဲ့တဲ့ခဏအဲတုန်းကကျွန်တော်ဘလို့ထုတ်ပြတော့ဆိုတော့ဒါစာရွက်ကလိုင်းရအလို့ရနေတယ်စာရွက်ကရှာမတွေ့တော့လို့အစ်စ်ပြန်ဆွဲရဒီပရိတ်6ဒီပရိတ်2ဖြစ်တာเนาะဒီမှာပရိတ်6ဒီမှာပရိတ်2ဒီမှာပရိတ်6ဒီမှာပရိတ်2သူကအဲ့လိုမျိုးကစားရတာ3ခက်ရှိတယ် ရှိမှရှိရင်လည်းရှိမှာပေါ့ကျွန်တော်ရှိတော့စက်မလိုက်ဘူးနောက်သုံးကပဲကစားတဲ့ကောင်ဆိုတော့အဲ့ဒီ6တေကသူကနေပြီးတော့ကျွန်တော်တို့တေ1 3 4 5 6နှစ်မြောက်ထဲမှာနော်6ခါကို9နဲ့ထွက်တာနော်9ထိပ်စီးနဲ့ထွက်တာအဲ့ဒီပဋိ6ကလည်းတေ1 3 4 5 6မြောက်ထဲမှာ6ခါကိုခွန်ထိပ်စီးနဲ့ထွက်တယ်နော်အဲ့ဒီပဋိ6ကတေ1 3 4 5 6မြောက်ထဲမှာ8ထိပ်စီးနဲ့ထွက်တယ် ဲ့တော့6 6 6 6အဲ့ဒီ6ဒီသူ့ရဲ့နောက်နှစ်မှာ6လို့စပေါ်တာနဲ့63အတွဲလိုက်ထွက်တယ်နော်တခါဒီ6 6 6ဒီသူ့ရဲ့နောက်နှစ်မှာ6လို့စပေါ်တာနဲ့63အတွဲလိုက်ထွက်တယ်နော်အဲ့တော့ဒီ86ဒီသူ့ရဲ့နောက်နှစ်မှာ63တွဲဆိုပြီးနှစ်ကြိမ်မှာကျွန်တော်ပြခဲ့တာကြည့်တဲ့လူတွေသိလိမ့်မယ်6မှာစကြရင်3နောက်ပိတ်နဲ့ကြာ အဲ့လိုကိုကျွန်တော်ပြောခဲ့တာလိုက်တယ်နော်ပြီးခဲ့တဲ့ဘွယ်နောက်ပေါင်းကိုတွေးလို့အဲ့အဲ့63အတွဲကိုကျွန်တော်363တစ်ခွက်ထဲနင်းပြတာ3လိုက်လောက်ရှိကျွန်တော်အဲ့လိုမျိုးအဲ့လိုမျိုးကျွန်တော်သွားပြီးတော့63အတွဲကိုကျွန်တော်မှတ်ထားတာအဲထွက်လာတော့ကျွန်တော်လွတ်သွားတာတော်တော်နှမျောတယ်အဲ့မှာအဲ့ဒီဒီ96ဆိုတဲ့6ဒီနောက်နှစ်မှာ6ခါကိုတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်မှာကွက်တိတယ် နော်ငါးချိန်မှာကွက်တည်ပဲဒီနှလုံးကိုးကြောင့် तू ကနောက်ကိုးနဲ့ तू ထွက်တာတခါဒီမှာငါး6ပြီးတော့ခွန်6အဲ့ဒီခွန်6သူ့ရဲ့နောက်နှစ်မှာငါးချိန်မှာပဲ6ခါနဲ့63အတွဲကိုလိုက်တာနော်လိုက်တော့ तू ကဒီနောက်နှလုံးကိုးကြောင့် तू ဆောင်နောက်ပေါင်းကိုးနဲ့ तू ချတာအခုဒီ76နော်နောက် ချစ်6ကသူ့ရဲ့နောက်နှစ်မှာ6ဆိုတဲ့ကဏ္ဍက9ချိန်မှာစပေါ်တော့3နဲ့ပဲတွဲပေါ်တယ်ဒီနှလုံး9ရဲ့ဆောင်းမှာပေါ်တယ်เนาะကျွန်တော်တိတိရက်နဲ့ဘာလို့ဒီနေရာမှာကျွန်တော်မကစားလိုက်တော့သူ့ဆိုင်အရာကเนาะကျွန်တော်ကဘလို့တွေးတော့ဆိုတော့၄ထိပ်စီကြပြီးမှ၄ပါဝါနောက်9လေးထိပ်စီကြပြီးမှ၄ပါဝါနောက်ကိုဒီနေရာမှာကျွန်တော်၄၅နှစ်អော်ခိုင်းလိုက်တာလေးထိပ်စီကြိုခေါ်တယ် လေးထိတ်ထွက်ရင်သူ့အောက်မှာ63အတွဲနဲ့10ခွက်စွဲမယ်ဆိုပြီးတော့လေးထိတ်မကြဘူးဘာသာကျောကနောက်ကကြအဲ့တော့ကျွန်တော်ကလည်းဒီကောင်းကိုဆက်ပြီးတော့အေးလေးထိတ်ကြမှပဲလာမာနဲ့တူပါတယ်ဆိုပြီးတော့လုံးလုံးကိုမကင်ဘူးနောက်တစ်ချက်ကသုံးကက်စီးမှဒီလိုအချိန်ခိုက်ဖြစ်တာပြီးနောက်တစ်ကက်ကနေရာရွှေ့တာများတယ်ဆိုပြီးကျွန်တော်အဲ့လိုညံကွန့်ပြီးသွားတွေးတယ်လွဲသွားတယ်အဲ့ဒီမှာသူထွက်တဲ့အဖြေအရှင်းရှင်းလေးပဲထိတ်နှလုံးက17ထိတ်နှလုံးက17 အခုထိတ်နဲ့လုံးက73ဆိုပြီး963တကွက်တည်းထွက်တာတဲကြီးပဲเนาะအဲကျွန်တော်ကလေးထိတ်စီးကိုကိုကကြိုခေါ်လိုက်တဲ့ခေါ်မှာမကြလာတော့ဩမကြလာလဲနေกว่าမไก่ဘူးဆိုပြီးတော့ပြစ်ထားတော့ထွက်လာတော့မှအဲ့လိုသွားဖြစ်တော့တေစန်းกว่าမန္တကယ်963လေးဒါတဲတကွက်တည်းပြရမှာဟုတ်မပြဖြစ်တာ အပူမဟုတ်လို့ပါကျွန်တော်ချော်လိုက်တာနော်အဲ့ဒီနေရာမှာကျွန်တော်က63လွဲကိုကိုင်နေကိုင်ပြီးတော့ဘယ်လိုသားပြောမှာတော့မနစ်ကကနအပူပဲဆိုပြီးတော့ကျွန်တော်အဲ့ဒီ363ကိုပဲကျွန်တော်နင်းထုတ်တာ363ကိုပဲကျွန်တော်နင်းထုတ်လိုက်တော့အဲ့ဒီကောင်ကလွဲသွားတာအမှန်တကယ်363ကနော်တော်တော်စိုက်ကောင်းတယ်အဲ့ကနအဲ့လွဲရောလွဲရောမတတ်နိုင်နော် နောက်ဆုံးနောက်ဆုံးတရက်လာနှစ်ရက်လာကျွန်တော်ပြလိုက်တယ်တစ်ထိတ်စီးနေလေးတစ်တစ်ဆိုပြီးတော့ဒီနေရာမှာကျွန်တော်ပြကျွန်တော်အဲ့တုန်းကပြောခဲ့တယ်ဒီမှာ96เนาะဒီမှာ96 96ဒါအချိန်ငိုက်တက်တာเนาะအဲ့တော့သူ့ဆောင်မှာ6ပါဝါ363တခွက်ပဲဆိုအကွာအဘူးမတ်တာဟိုက363ကြီးနင်းစော်ပလိုက်တာအဲ့ဒါလစ်ကော 363တို့454တို့ဆိုကျွန်တော်တော်တော်ပေါက်တယ်နော်အဲဒီ66ဆောင်းမှာကျွန်တော်6ပါဝါတစ်ထိတ်လို့ကျွန်တော်သွားထည့်တာအဲ့ဒီမှာလွဲတာပဲနော်ဒီမှာ66ဆောင်း6ပါဝါတစ်ထိတ်ဒီမှာ66ဆောင်းမှာ6ပါဝါကျွန်တော်တစ်ထိတ်နဲ့နော်144ဆိုပြီးကျွန်တော်ထုတ်ပြတာအဲ့ဒီတော့ကျွန်တော်ပြောခဲ့တယ်ဒီတစ်ထိတ်နဲ့ခဏန်းပြီးဟောဒီက168နော်ကျွန်တော်တို့နှစ်ထိတ်စီဆောင်းခဏန်းဆိုပြီးကျွန်တော်ယူချတယ်တခါဒီတစ်ထိတ်နဲ့ခဏန်းကလည်း ဒီကဏ္ဍ311ဆိုပြီးကျွန်တော်ယူလိုက်ပြန်ရောနောက်တစ်ခါဒီနေရာမှာထွက်မဲ့ကဏ္ဍဒီသူကနေပြီးတော့သူက2 4 6 7နှစ်ကိုเนาะကျွန်တော်တို့အဲ့တော့2 4 6 7နှစ်သွားเนาะ7နှစ်သွားတော့ကျွန်တော်ကဘာသွားထုတ်တော့တလေးလေးဒီကဏ္ဍသူ့ရှိနှစ်ကကဏ္ဍဒီကဏ္ဍသူ့ရှိနှစ်ကကဏ္ဍဒီကဏ္ဍကလည်းသူ့ရှိနှစ်ကကဏ္ဍဆိုပြီးတော့เนาะ ျွန်တော်အဲသူ့ရှေ့နှစ်ကကနန်းနေသွားထုတ်တာအမှန်တကယ်ကအဲ့ဒီငါးနောက်ပိတ်အောက်တဲ့ဘွဲကြော်ကကောင်းတာဒီနှလုံးငါးရဲ့ဆောင်းထွက်တာနော်အချိန်ကြိုက်ပဲတက်သွားငါးနောက်ပိတ်ရဲ့အောက်တဲ့ဘွဲကြော်ကနန်းသည်ဒီနှလုံးငါးဆောင်းထွက်တာအဲ့သူကနေရှေ့နှစ်တက်သွားငါးနောက်ပိတ်ရဲ့အောက်တဲ့ဘွဲကြော်ကခဏ653ကနော် ီနှလုံး695လို့ဖြစ်တဲ့ဇောင်းမှာ653လို့ထွက်အဲ့ဒီကနေအဲ့ဒါကျွန်တော်ခံလိုက်ရတာပဲကျွန်တော်ချောင်းတာကဟိုက်လိုင်းကိုကျွန်တော်ချောင်းနေလိုင်းပေါ်မှာတော့ကျွန်တော်ထုတ်မပြဘူးเนาะဒီလိုင်းမှာဘာလို့ကျွန်တော်ထုတ်မပြတော့ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ကဘယ်လိုဖြစ်တော့ဆိုတော့ ဒီလိုအတွဲမျိုးတွေကိုကျွန်တော်တို့ကချောင်းတယ်နော်များသောအားဖြင့်ကျွန်တော်ဆရာနဲ့ကျွန်တော်เนี่ยအဲ့လိုမျိုးအတွဲတစ်တွဲလာနိုင်ကြီးကောင်းတယ်ဆိုအဲ့အတွဲကိုကတိတ်ပြီးတိတ်တိတ်လေးချောင်းတတ်တယ်ချင်းရှိအဲ့ဒီ၅6လို့ဖြစ်လိုက်တာနဲ့အဲ့ဒီ6နောက်နေ့6လို့ပေါ်ရင်3နဲ့တွဲပေါ်နော်ဒီအတွဲမျိုးတွေပေါ့သူကဘာနဲ့ပြန်ပေါ်မယ်ဒီခွန်6ဒီ6ဒီသူ့ရဲ့နောက်နေ့မှာ6လို့ပေါ်6 3လို့ပေါ်မယ်၅ချိန်မှာပဲပေါ်တယ်ဒီမှာလည်း၅ချိန်ပဲပေါ်တယ် ဒီမှာ၅ချိန်မှာပေါ်မယ်ဆိုတာကိုအတွေးတော့တွေးတယ်ဒါပေမဲ့ကျွန်တော်ခေါ်သလိုပေါ့လေးထိပ်စီရဲ့အောက်ပါမှာပေါ်သလားလေးပါပါနောက်ကိုလေးထိပ်စီရဲ့အောက်မှာလေးပါပါနောက်ကိုပေါ်သလားဒီမှာလေးထိပ်ကျွန်တော်ကြုတ်ခေါ်တယ်လေး၅နှစ်ဒီပွဲမှာကျွန်တော်အော်ခိုင်းလိုက်တာပရိသတ်၁ဆိုအဲ့ဒီမှာလေးထိပ်မထွက်လာတဲ့အခါကျတော့ကျွန်တော်ဒီမှာစိတ်ကနည်းနည်းလဲသွားတယ်အင်းလေးထိပ်စောင့်အောင်မယ်လေးထိပ်လာရင်တော့ချမယ်เนาะအဲ့လိုအတွေး ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုတစ်ချက်မသင်္ကာလိုက်တာကဒီနှလုံး၉ဆောင်းဆိုရင်လည်းဟုတ်တာဟာနော်ဒီနှလုံး၉ရဲ့ဆောင်းအခုဒီမှာနှလုံး၉ဆောင်းဆိုလည်းဟုတ်တာပဲအဲ့ဒီလိုလည်းတွေးတယ်ဒါကြောင့်မို့ကဲတခြားလိုင်းတွေပေါ့ခုနကျွန်တော်ပြောသလိုအထောင်နှလုံးတက်တာနဲ့နောက်ကိုးတာနော်ကိုးထက်စီးရဲ့ဆောင်းမှာနောက်ကိုးတာနော်သူကအဲ့နောက်ကိုးတွေနဲ့သွားစုံတော့ကိုင်နေထုတ်တယ်နော်ကျွန်တော်ထိုးတယ်သုံးထိတ်စီးနဲ့ သုံး၆တုံးတကွက်တဲချဆိုအဲ့တော့လွဲတာပဲကဲဟုတ်ပြီအဲ့တော့ခုနကပြရတဲ့ဒီပွဲအတွက်6 3 5ဆိုတဲ့ကဏ္ဍလေးတကွက်ကျွန်တော်တို့ကစားကြည့်မယ်ပေါ့ဗျာเนาะဟုတ်ပြီเนาะကစားမယ်